သူမရဲ့ဓာတ်ပုံလေးနဲ့လူသက်တရခန့်ဆိုပြီးတော့ပြောနေကြတဲ့အပေါ်မှာပြန်လည်ဖြည့်ရှင်းလာခဲ့တဲ့ Beautyland Hotel လူသက်မှုကတရခန့်အောက်ခန်းကျော်စင်ရဲ့ချစ်သူဟောင်းမင်္ဂလာပါပရိသတ်ကြီးရှင်ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းကရန်ကုန်မြို့လေကောင်ရှိ32 Happyland Hotel မှာအသက်24နှစ်အရွယ်အမျိုးသမီးတဦးအပိုင်ပိုင်းခုတ်ချက်တပ်ဖြတ်ခံရတဲ့ဖြစ်စဉ်တစ်ခုဖြစ်ပွားခဲ့တာဖြစ်ပါတယ် အဆိုပါဖြစ်စဉ်နဲ့ပတ်သက်ပြီးသက်ဆိုင်ရာကစုံစမ်းစစ်ဆေးပြီးတဲ့နောက်တရားခံလို့ယူဆရတဲ့အောင်ခန်းကျော်စင်နဲ့သူ့ရဲ့လက်ရှိချစ်သူအေမွန်အောင်တို့ကိုဖမ်းဆီးစစ်ဆေးအရေးယူလျက်ရှိတာပဲဖြစ်ပါတယ်။အောင်ခန်းကျော်စင်နဲ့အေမွန်အောင်တို့ချစ်သူနှစ်ဦးဟာအသက်၁၈နှစ်အရွယ်သားရှိသေးတဲ့လူငယ်တွေဖြစ်ကြပြီးယခုဖြစ်စဉ်နဲ့ပတ်သက်ပြီးဖြောင်းချက်ပေးဝန်ခံထားတယ်လို့လည်းပူကင်းဆိုင်ရာရဲတပ်ဖွဲ့ရဲ့ထုတ်ပြန်ချက်တွေအရသိရှိရပါတယ်။ တရားခံအောင်ခန်းကျော်စင်ကလူသက်အလောင်းဖြောက်တဲ့ရုပ်ရှင်ဇာတ်ကားတွေကိုအလွန်ကျွံကြည့်ရှိသူတယောက်ဖြစ်ပြီးစိတ်ပိုင်းဆိုင်ရာထိခိုက်ပျက်စီးစေတဲ့ဂိမ်းတွေကိုလည်းအလွန်ကျွံစော်ကစားသူတယောက်ဖြစ်တယ်လို့သိရပါတယ်။ဒါကြောင့်မလို့လေသူ စိတ်ဆာနေတဲ့အချိန်ခဏလေးအတွင်းမှာဒိတ်ကဲအမျိုးသမီးတယောက်ကိုဟိုတယ်ကိုခေါ်ဆောင်ခဲ့ပြီးသူရဲ့စိတ်ဆန္ဒတွေအတွက်ဖြည့်ဆည်းပေးစေခဲ့တာပဲဖြစ်ပါတယ်။ အဆိုပါကိစ္စနဲ့ပတ်သက်ပြီးတရားခွင်အောင်ခန့်ကျော်စင်းနဲ့လက်ရှိချစ်သူအေမွန်အောင်တို့ရဲ့ဓာတ်ပုံတွေလူမှုကွန်ရက်ပေါ်မှာပြန့်နှံ့လာခဲ့သလိုအောင်ခန့်ကျော်စင်းရဲ့ချစ်သူဟောင်းဖြစ်ခဲ့ဘူးသူထက်သီရီဆိုတဲ့အမျိုးသမီးငယ်လေးရဲ့ဓာတ်ပုံတွေဟာလည်းလူမှုကွန်ရက်ပေါ်မှာလူသက်တရားခွင်အနေနဲ့ဖော်ပြခြင်းခံနေရတာပဲဖြစ်ပါတယ် ဒါကြောင့်မလို့ထက်သီရီဆိုတဲ့မိန်းကလေးကသူမအနေနဲ့အောင်ခန့်ကျော်စင်းနဲ့ပတ်သက်မှုလည်းမရှိတော့သလိုအဆိုပါအမှုကိစ္စမှာသူမကပါဝင်ပတ်သက်ခြင်းမရှိကြောင်းလူမှုကွန်ရက်ပေါ်မှာပြောပြလာခဲ့တာဖြစ်ပါတယ်ထက်သီရီကအလုံးကိုပြောစရာရှိလို့ပါအခုနာမည်ကြီးနေတဲ့သတင်းကိုတီမာပါတရားခံအောင်ကန်းကျော်စင်းနဲ့ညမတွဲခဲ့ဘူးတာမှန်ပါတယ်သူနဲ့ညမကဒီနှစ်2025မေလကလေးကပြတ်ဆဲသွားကြတာပါသူရဲ့အခုကိစ္စကညမနဲ့ဘာမှမဆိုင်ပါဘူး အော်တိုဘာလာ6ရက်နေ့ကလည်းညမတနေကုန်အိမ်မှာရှိနေဆိုတာအလီပိုင်ပြစရာတွေအများကြီးရှိပါတယ်ရှင်။ညမနာမည်ကထက်သီရီပါ။အေးမွန်အောင်လဲမဟုတ်တလို့အခုညမပုံတွေနဲ့လိုက်ပြီးပြောနေတာတွေတွေ့နေရလို့ပါ။ညမနဲ့မဆိုင်တဲ့ကိစ္စကိုညမပုံတွေဆက်တုံနေမယ်ဆိုရင်တော့တရားဥပဒေအတိုင်းပုံမှ66ကားကြီးအတရေဖြတ်မှုနဲ့တရားစွဲဆိုသွားပါမယ်ဟုဆိုကောထက်သီရီကသူမရဲ့လူမှုကွန်ရက်စာမျက်နှာကနေပြောကြားလာခဲ့တာပဲဖြစ်ပါတယ်။ဟုတ်ပါ ပြောချင်တဲ့ဥစားတော့ပေါ့လေတခြားသူတွေဖုန်းလာဆက်ပြောမှာကိုကဖုန်းဖုန်းမတုံးတာကြာတော့ကွာတခြားသူတွေဖုန်းဆက်မှာညီမပုံနဲ့ဖြစ်နေရဆိုမှစဉ်းစားကြည့်လေကိုတို့မှာကွယ်ညီမကတကယ်ထောင်ထဲရောက်နေတယ်ထောင်အခုထဲတော့ထောင်ထဲရောက်ပြီဒီပေါ်ဖြစ်နေတော့ကွာအီမောင်နဲ့တော့တူနေအဲ့ဒါညီမပုံညီမအဲ့မှာစပင်းစင်းထိုးကအခုကမှစင်းရောင်မကြိုင်နေသေးရဲ့အဲ့ဒါညီမပုံကွာအဲ့ဟာကိုဘာလို့ ညီမကဘာဆွဲထည့်ကြရဲအဲအဲ့ကောင်မလေးနဲ့သူနဲ့တက်တာတက်တာဆိုညီမကလည်းညီမတိတ်ခါနဲ့ရှိသေးတယ်ကွာကျောင်းဆယ်မှာဖုန်းဆက်မှာတိတာဘာလို့နမဲကြီးနေတာလဲနဲ့လေမတိပဲနဲ့မဟုတ်ကမဟုတ်ကတပတ်လူတပတ်တာဟုတ်ကွာစကားရောက်တော့လက်လူတပတ်တာတိတ်ခါကြဆင်းအောင်ပြောချင်ကြရတယ်ကိုနမဲကြီးနေတာနဲ့ပဲဟမ်တွဲနေရုံလေးကွာအမှန်တမ်းပြောရရင် तू ကလက်ပါလက်ပါကွာ လက်ပါရောအဲ့နဲ့မေးလာမှာနှစ်ယောက်နှုတ်သူဘုတ်သူပြက်တာယူိုင်းပြီးအကြောင်းအဲ့နှုတ်သူဘုတ်သူပြက်ခဲ့ကြရကွာအဲ့ရကိစ္စပြီးပြီးဆက်တွေ့ရလည်းမရှိဘူးတွေ့ရလည်းမရှိဘူးအဲ့အော်တိုဘာ6ရက်နေ့6ရက်နေ့မှာအဲ့ရင်တက်လာတက်လာရော9ရက်နေ့လား10ရက်နေ့လားမသိဘူးမင်းမင်းရတာမင်းကအောင်ခန်းကျော်စင်နဲ့အောင်ခန်းကျော်စင်ဆိုရက်တက်အဲ့တက် ။အောင်ကဆိုဆိုတွဲတယောက်အိမ်မောင်ဆိုတွဲတယောက်ညီမတီးကွာညီမအကောင့်ထဲမှာ fan list ထဲမှာရှိနေတယ်လေအိမ်မောင်ကအောင်ကကြော်ဆယ်အကောင့်ကွာတွဲလိုက်ဝယ်ဆိုရှိအရင်တော့အဲ့အိမ်မောင်ကအောင်ကကြော်ဆယ်တကယ်ဒီနောက်ကသူဘလို့တွဲရလဲအဲ့ညီမကိစ္စလည်းမဟုတ်ဘူးကွာသူနဲ့ညီမနဲ့ပြက်တာလည်းကြာညီမသူ့ကြောင့်လည်းခက်မသိကြဘူးကွာအဲတွဲညီမဆိုင်ကိုလက်ခံမပြောက်လက်ပါလွယ် DIY မနေနေရကွာပုစိဟိုအညီမလည်းကြောင်းပါဆိုတော့ဆီယမရာလာမင်းချောညီမတိတ်ခါနေတယ်ညီမရှိပြီးရကွာအိမ်မအောင် ပြောမှဆိုစနာငိုอ่ะဘောအိမ်ကိုပြောရင်တမိတရားနေလို့ကမဖြစ်တော့ဘူးတမိနေတမိတိုက်ခါလည်းရှိသေးတယ်လို့တမိတိုက်ခါလည်းရှိသေးတယ်တမိဖြေရှင်းတာဖြစ်မယ်လူကမဖြေရှင်းတဲ့လို့ပြောမဖြေရှင်းနေဒီအမေညင်ပြီးနေလိုက်လူကတကယ်ခံလို့ထင်သွားမှာညီမဘုရားမှာသူများအသားနာအောင်လုပ်ဖို့တတ်ဖို့နေနေတတသူများအသားနာအောင်လုပ်ဖို့တခါမှမတွေးဘူးသိလားလူတန်းတဲ့ခါဆိုပြီးတော့မှအဲ့ညီမပုံကြီးနဲ့လိုက်ပြီးတော့တင်ထားတာကွာအဲ့တော့ ဘလို့ဟိုဘာဖြစ်မလဲဂျာရဲ့နာမည်ပြက်တာပေါ့ညီမလည်းညီမတိတ်ခံတယ်ညီမရှိသေးတယ်လေအဲ့တော့ကြားစင်တာကဒီကိစ္စပေါ့ဒီပုံတွေကိုထပ်မ share ဖို့တောင်းဆိုပါတယ်တကယ်တောင်းဆိုပါတယ်အဲ့ပုံတွေကညီမပုံတွေပါအိမ်မောင်ပုံလည်းမဟုတ်ဘူးဟောပါအဲ့တော့ညီမနဲ့တူနေတဲ့ကိစ္စပြက်တယ်ကြားပြီညီမစစောပြောလို့ပဲအဲ့ အဲ့ပြက်ပြီးတော့မိလာတယ်အပြက်ပြီးတော့ထက်တွေ့ရမျိုးပါနေလဲမရှိဘူးကွာမှန်တမ်းပြောလုံးဝမရှိဘူးနဲ့လုံးဝအဆက်အသွယ်ပြတာသူလည်းလာပြီးဆက်တွေ့ရမျိုးမရှိဘူးကွာအဲ့တော့ဘလို့ပြပြရမလဲအဲ့တခုဆိုရင်အမှန်တကယ်တိမတင်ကြပါတောင်းမှန်ပါရဲ့လူတစ်ဖက်ကမှလည်းတိတ်ခါရှိသေးတယ်ညီမလည်းသာမင်းပြောရမယ်ရွှေမဟုတ်ညီမလည်းသူ့မြောက်ထက်ပိုးငယ်တိလား ဘာလို့လဲနမဲကြီးနေတာလဲပဲဟုတ်တာမဟုတ်တာပေါင်းပြီးတော့တင်နေကြတာလေဟမ်အဲ့တော့အစင်းချင်းလေးပါပဲညီမပုံနေ73ညီမအခုပြောလို့လိုင်းလဲပြီးတော့အဓိကပြောချင်တဲ့အကြောင်းညီမပုံနေ73ပြီးတော့ညီမကိုအဲ့လိုအတရခံမဲ့ဘာဖြစ်လဲညာဖြစ်လဲပြောနေတယ်ဆိုတော့ညီမအိမ်အောင်ညီမကတော့ဥပဒေတရားဥပဒေတိုင်းပုံမှန်60ယောက်ကချင်းဒါမှမဟုတ်အသေးဖြုတ်မှုနဲ့တရားဆွဆူရမှာပါအဲ့တော့ ပြောနေတာတော့ပေါ့နော်သူနဲ့တွဲတော့ကလက်ပါတခုပဲပဲရှိကျန်တာညီမနဲ့လည်းမသိဘူးอ่ะတွဲတော့ကသူနဲ့လိုင်းမမလာဝဲစကားပြောအပြာတွေ့ရတွေ့ရအဲ့တော့ကွာသူ့အကြောင်းလည်းပြန်ပြောခြင်းသူလည်းသူ့ကသူ့သူ့ဘဝနဲ့သူတွားကြီးကွာညီမလည်းညီမကိစ္စပဲညီမပြောခြင်းလားကွာညီမညီမကလာထိပါပဲပြောခြင်းကျန်တဲ့ကိစ္စအတင်းလည်းမတုတ်ခြင်းဆယ်လူလည်းမဖြစ်ခြင်းဘာမှမဖြစ်ခြင်းသူ့ကိစ္စနဲ့သူတွားလိုက်မယ်ကွာ အဲ့အခုကညီမကိစ္စပဲညီမပြောတယ်ညီမကတော့မာနအထင်ခံတယ်ပိတ်ခါရပါတယ်အထင်ခံနိုင်အောင်ကွာအဲ့တော့ပြောနေတာတော့တောင်းဆိုမှာညီမပုံနဲ့ဆက်ပြီးတော့မแชร์ကြပါနဲ့အဲ့ဟာပဲတောင်းဆိုရပါပဲကျွန်တော်ဘာမှမတောင်းဆိုချင်ပါဘူးညီမကတကယ်တည့်ရခံဆိုရင်အခုအိမ်မှာဘာလို့နေနေမလဲ အမနာကလေးအဲ့ဒါကြောင့်တူမိရယ်စိတ်မအေးဘူးဘယ်တော့ငါပါလာမလဲတူနဲ့ငါနဲ့တွဲရဘယ်တော့ငါပါလာမလဲပါလာမလဲမနေ့ကထီလုံးမအိတ်မပြောဘူးကွာမနာပြောရတယ်အဲ့တော့အာကြောက်ကြလားအဲ့လောက်ပါပဲညီမပုံရယ်ဆက်ပြီးတော့မแชร์ပါနဲ့တော့အဲ့ညီမပါအင်မောင်လည်းမဟုတ်ညီမညီမအင်မောင်အင်မောင် သူကသူဖြစ်တဲ့ကိစ္စညီမလေးနဲ့မဆိုင်ဘူးညီမလည်းညီမပါနေရကွာအဲ့တော့အဲ့ဟာတခုပဲတောင်းဆိုနေတာပါလိုက်မလဲဆိုတာဆယ်နေဖြစ်ချင်လို့လည်းမဟုတ်နာမည်ကြီးချင်လို့လည်းမဟုတ်အညီမမလည်းညီမတိတ်ခါနဲ့ညီမရှိရသေးလို့ညီမပြောပြီးညီမကအဖမ်းခံတာကအိမ်ကိုဘယ်လိုနေနေနိုင်မလဲလို့အဖမ်းခံတာကလူရဲ့နာမည်အိမ်မောင်အောင်လေညီမကအိမ်မောင်အောင်မဟုတ်တာ အဲပြောချင်တဲ့သဘောอ่ะกว่าညီမတည်ခံမှုဘာမှလည်းမဟုတ်အဲ့တော့ဒီပို့ဒီပုံနဲ့လိုက်ပြီးတော့ဆက်ပြီးတော့မแชร์ပါနဲ့လို့ပြောချင်ပါတယ်